မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်စာခန်းလေးကစာမျက်နှာ50ကို၄တသမ2ရာခိုင်နှုန်းပဲဖြစ်ပါတယ်အဲ့ကြီးကြီးအောင်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်တွင်မိုးတစ်ကြိမ်တစ်ကြိမ်ရွာပြီးရွာရံရွာနှုန်း80ဖြစ်ပါသည်ဟူသောတရေမျိုးကိုမိုးလေဝသဌာနမှကြီးညာလေးရှိသည်ဤသို့သော80ရာခိုင်နှုန်း50ရာခိုင်နှုန်းစသည်တို့ကိုမိဒီအတိတ်ပဲဆောင်းသည်ကိုလေ့လာကြပါမည်တဲ့အဲ့တော့ဆရာတို့ဒီ ရစရာခိုင်တော့မိုးရွာနိုင်တယ်လို့90ရာခိုင်တော့မိုးရွာနိုင်တယ်လို့ဒါမျိုးလေးတွေပေါ့နော်ကြားဘူးတဲ့စကားလုံးလေးတွေရှိတယ်။ဒါတွေကဘာကိုဆိုလို့လဲဆိုတာကိုဆက်ပြီးတော့မှအောက်မှာစမလို့လေ့လာကြပါမယ်တဲ့။အဲ့တော့ပုံကကြီး Sorry ပုံလေးရတမချက်မှာအရွယ်တူသောစတူရန်ကွက်ငယ်ပေါင်း100ရှိသည့်စတူရန်ကွက်ကြီး ဖြစ်ပါသည်တဲ့83ကွက်ကိုအစိမ်းရောင်ချေမုံထားသည့်တရာပုံလေး83ပုံရှိသည်ဟုသောအသိပေဖော်ပြနည်းအစား တရားပိုင်း83ပိုင်းဟုအပိုင်းကြီးဖြစ်ရေးသားဖော်ပြနိုင်သည်အဲ့တော့ဒီပုံဝင်ဆင်မတော့ကြည့်အောင်ဒါသည် student ဒီ student အကြီးထဲမှာဆိုလို့ရှိရင်အရွယ်တူတဲ့ student ငယ်ကလေးတွေအခုတရားရှိပါတယ်ဟုတ်ပြီနော်အခုတရားရှိတဲ့10 3 4 5 6ဝင်ရှဲ90 10 20 30 40 50 60 70 80 90တရားဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအစင်းရောင်ချေထားတဲ့အပိုင်းဒီဘယ်လောက်ရှိတယ်လဲဆိုတော့83ခုရှိပါတယ် ဟုတ်ပြီနော်83ခုရှိအဲ့တော့ပြောချင်တာဒီတရားပုံပုံလင်း80ပုံရှိသည်ဆိုပြီးတော့ဆိုလိုတယ်တဲ့အဲ့တော့တရားပုံပုံလင်း83ပုံရှိတယ်ဆိုတော့ဒါဆင်မလို့သိပြီလားတရားပုံပုံထားတဲ့သူကို83ပုံဒီအစိမ်းရောင်ချေထားတဲ့အပိုင်းတွေဖြစ်တယ်ဒါဆင်မလို့နားလည်ပြီဒါအဲ့ဒါကိုအဲ့လိုမျိုးမဖော်ပြဘဲနဲ့တရားပိုင်း83ပိုင်းဆိုပြီးတော့မှအပိုင်းကိန်းနဲ့ရေးသားဖော်ပြနိုင်တယ်ဒါလည်းဆင်မလို့လေ့လာထားပြီးသား သိပြီဒါဟုတ်ပြီနော်အဲဆိုရင်တရားပိုင်း83မှာနောက်ထပ်ဘာကိုဆိုလို့ဒီလဲဆက်ပြီးတော့ကြည့်အောင်ထို့ကြောင့်စုရန်ကွက်စုစုပေါင်းဤတရားပိုင်း83မိုင်းဒီအစဲရောင်ဖြစ်သည်ဟုဖော်ပြနိုင်သည်တရားပိုင်း83မိုင်းတရားပုံပုံရင်83ခု ဟုတ်ပြီနော်တရားပုံပုံလေး83ခုတရားပိုင်းမှာ83ပိုင်းသည်အစိမ်းရောင်ချဲထားတဲ့အပိုင်းဖြစ်တယ်ဒါကြောင့်မို့လို့တရားပိုင်း83ပိုင်းသည်အစိမ်းရောင်ဖြစ်သည်ဆိုပြီးတော့ပြောနိုင်ပါတယ်တဲ့ဟုတ်ပြီနော်ဆက်ကြည့်မယ်ဤတွင်တရားပုံ83ပုံတို့မဟုတ်အခုနာကလိတာထားတဲ့တရားပုံ83ပုံတို့မဟုတ်တရားပိုင်း83ပိုင်းတို့မဟုတ်83အချိုးတရားဒါတူတူပဲ83အချိုးတရားဟူသည့်ဟောပြချက်၃မျိုးအပြည့် 83ရာခိုင်နှုန်းဟူ၍လည်းရေးသားဖော်ပြနိုင်ပါသည်တဲ့ဘလို့ရေးလို့ရလဲဆိုတော့83ရာခိုင်နှုန်းရာခိုင်နှုန်းဟူသောစာသားအစားဒီလိုမျိုးတင်ကတင်ရတာလေးပေါ့နော်သင်္ကေတကိုအသုံးပြု၍အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်တဲ့အဲ့တော့တရားပိုင်း83ပိုင်းဆိုတာ83ရာခိုင်နှုန်းညီမြချင်းဒီလိုမျိုးသင်္ကေတလေးနဲ့ရေးမယ်83ရာခိုင်နှုန်းဆိုပြီးတော့ ဒါကြောင့်မလို့စတူရန်ခွဲအာလုံး83ရာခိုင်နှုန်းသည်အစိမ်းရောင်ဖြစ်သည်အဲ့တော့စတူရန်ခွဲအာလုံးရဲ့ဗနရာခိုင်နှုန်းသည်အစိမ်းရောင်ဖြစ်တယ်လေလို့မင်းဆရာမတို့က83ရာခိုင်နှုန်းဆိုပဲဖြေလိုက်ရုံပဲဟုတ်ပြီနော်ခဝေးကအချက်ပါစတူရန်ခွဲတရာတွင်ကျန်ရှိနေသည့်စတူရန်ခွဲ28ခွက်သည်အဖြူရောင်ဖြစ်တဲ့ဖြစ်အဖြူရောင်သည်29ရာခိုင်နှုန်းဖြစ်သည်ဟုတ်ပြီနော်28ခွက်ကျန်နေတဲ့အတွက်ကြောင့်မလို့အဖြူရောင်သည်28ခွက်ဖြစ်သည် အဲ့ဒါပြီးတော့မှ100ပိုင်း28ပိုင်း29ရာခိုင်နှုန်းဒါပြီးနော်အဲ့တော့100ပိုင်း28ပိုင်းကို29ရာခိုင်နှုန်းဆိုပြီးတော့ရှင်းလို့ရပါတယ်နေရသမားနေရသမားတက်ကိုကြည့်ပါမယ်။ရာဂိုင်နှုံးကိုအပိုင်းကိန်းဖြစ်ပေါ်ပြခြင်း။ဥပမာ၊ကျောင်းဥယင်ခြံတစ်ခုတွင်ရှိသည့်အပေများအနေနဲ့ဒီတစ်ခါကျွန်တော်တို့ကရာဂိုင်နှုံးကနေအပိုင်းကိန်းကိုပြောင်းပါမယ်။ 40ရာခိုင်နှုန်းသည်ရွက်လပင်များဖြစ်ကြလျင်အပင်အလုံး၏အစိတ်အပိုင်းမြများသည်ရွက်လပင်များဖြစ်ဖြစ်သည်ကိုအပိုင်းကိန်းဖြင့်ပြလိုသည်ဆိုပါစို့ထို့အခါ40ရာခိုင်နှုန်းကိုအပိုင်းကိန်းဖြင့်ဖော်ပြရပေမည်ခုနကကြတော့ဆရာမတို့ကအပိုင်းကိန်းကနေပြီးတော့မှဒီတရားပိုင်း 98ပေါ့နော်98ပိုင်းဆိုရင်98ရာခိုင်နှုန်းပါဆိုပြီးတော့လေ့လာခဲ့တာအဲ့တော့ရာခိုင်နှုန်းဒီ100ပုံမှာမူတည်တယ်။တရာပုံပုံရင်98ပုံဒီအစင်းရောင်ဖြစ်တယ်လို့ပြောလို့ရှိရင်အဆံမတို့က93ပုံနေမှာနော်ဒါပါတော့တိန်းနေရအရေးမကြီးပါဘူးဆံမတို့နားလည်ဖို့အရေးကြီးပါမယ်။တရာပိုင်း93ပိုင်းဒီ အစိမ်းရောင်ဖြစ်တယ်လို့ပြောလို့ရှိရင်83000ခိုင်နှုန်းကအစိမ်းရောင်ဒါဒီဆံမတော့အပိုင်ကင်းကနေပြီးတော့မှရခိုင်နှုန်းကိုပြောင်းလိုက်တာဒီတစ်ခါကကြတော့ရခိုင်နှုန်း50000ခိုင်နှုန်းကရွက်လပင်နေဖြစ်တယ်အဲ့ဒါကိုအပိုင်ကင်းနဲ့ဖော်ပြပါဆိုတော့ဆံမတော့ကရခိုင်နှုန်းကနေပြီးတော့မှအပိုင်ကင်းကိုသွားပြီးတော့ပြောင်းပါမယ်အဲ့တော့50000ခိုင်နှုန်းဤအထိပ္ပယ်ကတော့တရာတွင်40ရှိသည်ဟုဆိုလိုသည်ဟုတ်ပြီနော်တရာပုံပုံရင်40ပုံ တရားပုံမှန်တရားခုမှ40ကရွက်လာပင်အပင်တရားရှိ40ပင်ဒီရွက်လာပင်အဲ့ဒါပြောချင်တာဟာပြီးတော့40ရခိုင်နှုန်းဒီတရားပေါ်မှာအခြေခံထားတယ်တရားတွင်40ရှိသည်ကို ဆိုလိုသည်ဒါကြောင့်မလို့တရားရခိုင်နှုန်းဆိုတာဒီတရားပိုင်း40ပိုင်းဖြစ်တယ်သူ့ကိုဆရာမတော်ကအရှင်းဆုံးပုံစံပြောင်းမယ်20နဲ့ပေါ့နော် 20လီ40 25လီ100ဆိုပြီးပြောင်းလိုက်တော့5ပိုင်း2ပိုင်းဆိုပြီးရသွားပြီအဲ့တော့ဒီကြောင်ဥယျာဉ်ခြံတစ်ခုလုံး5ပုံပုံလိုက်လို့ရှင်2ပုံဒီရွက်လှပင်တွေဖြစ်တယ်ဆိုတာကိုဆိုလိုပါတယ်ဒါကြောင့်မလို့ရွက်လှပင်ဒီအပင်အလုံး40ရာခိုင်နှုန်းရှိသည်ဟုသောအဆိုကိုရွက်လှပင်ဒီအပင်အလုံး5ပိုင်း2ပိုင်းရှိသည်ဟု အပိုင်းကိန်းဖြစ်လေဖော်ပြနိုင်သေးသည်တဲ့နောက်တစ်ခုပုံစံအတွက် 35ရာဂိုင်းနှုန်းကိုအပိုင်းကင်းချက်ဖော်ပြပါအဲ့တော့ရာဂိုင်းနှုန်းကလည်းအပိုင်းကင်းပြောင်းမယ်ဆိုရင်35ရာဂိုင်းနှုန်းဆိုတာက100မှာ35ခုကိုဆိုလိုတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့100ပိုင်း35ပိုင်းအဲ့သူ့ကိုရှင်းမယ်95လေး35 98လေး35 9နဲ့ရှင်းရှင်းထားတယ်ပြောမှာ920လေး100ဆိုပြီးတော့မှ20ပိုင်း9ပိုင်းရထားပြီဟုတ်ပြီနော်၄တက်မှာ၄တက်မှာ၄မှာအပိုင်းကြီးကိုရခိုင်လုံးဖြစ်ပေါ်ပြခြင်း ဥပမာစစ်သည်25လုံးရှိသည့်အနက်9လုံးသည်ပန်းသည်ဖြစ်ပါကစစ်သည်အလုံးဤမိသည့်ရခိုင်နှုန်းသည်ပန်းသည်ဖြစ်သည်ကိုရှာလို့သည်ဆိုပါစို့စစ်သည်တွေက25လုံးရှိတယ်စုစုပေါင်း25လုံးရှိတယ်အဲ့ဒီထဲမှာမှပန်းသည်9လုံးရှိတယ်အဲဒါဆိုရင်ပန်းသီးကတတိယအလုံးရဲ့မိသည့်ရာဂိုင်နှုန်းဒီပန်းသီးဖြစ်တယ်နီးတဲ့တတိယအလုံးရဲ့ရာဂိုင်နှုန်းဘလောက်ဒီပန်းသီးဖြစ်ပါသလဲတဲ့ဒါဆိုတော့ တတိအားလုံးဤ25ပိုင်းခုနှစ်ပိုင်းဒီပန်းသီးဖြစ်သည်25ပုံပုံလိုက်လို့ခုနှစ်ပုံကပန်းသီးဘာပဲလားဒီတခါတရားမဟုတ်တော့ဘူးတရားအလုံးတရားမဟုတ်တော့ဘူးဆိုတော့ဆရာမတို့သူရှိတဲ့စုစုပေါင်း95လုံးခုနှစ်လုံးကပန်းသီး25ပုံပုံရင်ခုနှစ်ပုံကပန်းသီးဖြစ်တယ်25ပိုင်းခုနှစ်ပိုင်းခုနှစ်ပိုင်းပေါ့နော်ဒါဆိုလို့ရှိရင်ပန်းသီးရခိုင်နှုန်းကိုရှာလို့တော့ကြောင်း25ပိုင်းခုနှစ်ပိုင်းလို့ဆရာမတို့ကတရားဖြစ်အောင်စဉ်းစားမယ်ပိုင်းခြေကိုတရားဖြစ်အောင်စဉ်းစားမယ် ဟုတ်ပြီနော်အဲ့ခါကျတော့25လေးလီယာတရားပိုင်းခြေကိုလီးနှက်မြောက်တဲ့အတွက်ကြောင့်ပိုင်းဝေးကိုလည်းလီးနှက်မြောက်မယ်။25လီလီတရာခုနှစ်လီလီ28ဆိုတော့28ရာခိုင်လုံး။ဒါကြောင့်မလို့တတိယအလုံးဤ28ရာခိုင်လုံးသည်ပန်သည်ဖြစ်သည်။ထို့ကြောင့်တတိယအလုံးဤ28ရာခိုင်လုံးသည်ပန်သည်ဖြစ်သည်။ပုံစံတည်းနောက်တစ်ခုကြည့်မယ်။20ပိုင်း3ပိုင်းကိုရာခိုင်လုံးဖြစ်ဖော်ပြပါ။အဲ့တော့အပိုင်းကင်းကလည်းရာခိုင်လုံးကိုပြောင်းမယ်။အဲ့တော့ပိုင်းခြေကိုဆက်မတော့တက်ရာဖြစ်အောင်စဉ်းစားမယ်။ 20မြောက်9လီတရား25လီတရားဆိုတော့ပိုင်းချေကို9နဲ့မြောက်ရင်ပိုင်းဝေးကိုလည်းမြောက်မယ်35လီက15ဒါကြောင့်မလို့15ရခိုင်နော်ဟုတ်ပြီနော်တရားမှာ15ခုတည်တရားမှာ15ခုပေါ့နော်သူပြောချင်တာဒါကြောင့်မလို့15ရခိုင်နှုန်းဆိုပြီးရေးပါမယ်နောက်တစ်ခုကကြတော့၄သက်သက်မှ၄သက်သက်မှ၃မှာအရေးအတွက်တစ်ခုဤရခိုင်နှုန်းကိုအပိုင်းကင်းဖြစ်ရှာခြင်းအဲ့တော့အဝါတို့ကိုလေ့လာပါဒါဆိုမလို့လေ့လာကြည့်အောင်ပုံစံတက်တက်က84ဤ25ရခိုင်နှုန်းကိုရှာပါ 84 84ရဲ့25ရာခိုင်နှုန်းရှာမယ်25ရာခိုင်နှုန်းဆိုတာကတရာမှာ25ခုပြောတာဟုတ်ပြီနော်တရာပုံပုံလိုက်လို့ရှိရင်25ပုံရှိတယ်လို့ပြောတာဒါကြောင့်မလို့တရာပိုင်း25ပိုင်းဆိုပြီးရှင်းလိုက်တယ်သူက25တလီ25လီလီတရာဖြစ်တဲ့အတွက်ကြောင့်မလို့၄ပိုင်းတစ်ပိုင်းဒါဆိုရင်84ဤ25ရာခိုင်နှုန်းဆိုတာက84ရဲ့၄ပုံပုံရင်တပုံကိုပြောပြတာ ဟုတ်ပြီလား84ကိုဆက်မလို့လေးပုံပုံလိုက်မယ်အဲ့ဒီရဲ့တပုံဒီ25ရခိုင်လုံးပဲဟုတ်ပြီလားဒါကြောင့်မလို့84အမြောက်၄ဘိုင်းတစ်ဘိုင်းဆိုပြီးတွက်လိုက်တယ်အဲ့တော့ဒါကတော့၄နဲ့၄ရှစ်၄တက်၄၄ဆိုပြီးတွက်လိုက်တယ်ရပြီနော်အဲ့တော့အရင်အဆုံး84ဤ25ရခိုင်လုံးလို့ပြောလို့ရှိရင်25ရခိုင်လုံးဆိုတာဗာလေ25ရခိုင်လုံးဆိုတာက100ဘိုင်း25ဘိုင်းကိုပြောတာလေးပုံပုံရဲ့တပုံကိုပြောတာဖြစ်လို့ 84ရက်25ရက်ခိုင်လုံးဆိုတာက84ရက်၄ဘိုင်း၄ဘိုင်းကိုပြောတာ။ဒါကြောင့်မလို့ဆက်ပြီးတွက်လိုက်တဲ့ခါကျတော့27ဆိုပြီးလိုက်ရမယ်။နောက်တစ်ခုက80ရက်25ရက်ခိုင်လုံးဒါဆိုပထမဦးဆုံးဘာရှာမလဲဆိုတော့25ရက်ခိုင်လုံးဆိုတာဗာလဲ25ရက်ခိုင်လုံးဆိုတာဒီတရားပုံပုံရေ25ပုံကိုပြောတာတရားပိုင်းအပိုင်းတရားပိုင်းပိုင်းလိုက်ရ25ပိုင်းကိုပြောတာသူ့ကိုလည်းရှင်းလိုက်တယ်93 25 90လေးတရားဆို20ပုံပုံရေ3ပုံကိုပြောတာ ਨੇ တူတူပဲ ဒါကြောင့်မလို့80ဤ15ရာခိုင်နှုန်းဆိုတာဒီ80ဤ20ပုံပုံ3ပုံကိုပြောတာ80ဤ20ပိုင်း3ပိုင်းကိုပြောတာဤဆိုတာအမြောက်ဖြစ်လို့ဆိုတော့အမြောက်ပြောင်းလိုက်မယ်အဲတော့20တလီ20 20 4လီရာ80ဆိုတော့၄၃လီက72ဆိုတာဖြစ်ရတယ်80ရဲ့15ရာခိုင်နှုန်းဆိုတာဒီ12ခုကိုပြောတာပါဟုတ်ပြီနော် နောက်တစ်ခုက၄ဒသမ၄ဒသမ၄ရခိုင်နှုန်း၄ဒသမခင်းများအတန်းတန်းရှိကျောင်းသူကျောင်းသားအားလုံး၏35ရာခိုင်နှုန်းသည်ကျောင်းသူများဖြစ်ကြလျင်အပိုင်းကိန်းဖြစ်အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်အဲ့တော့အတန်းတန်းမှရှိတဲ့ကျောင်းသူကျောင်းသားအားလုံးရဲ့35ရာခိုင်နှုန်းကကျောင်းသူတွေဆိုရင်အပိုင်းကိန်းနဲ့ဆိုတော့35ရာခိုင်နှုန်းဆိုတာတရာပိုင်း35ပိုင်းကိုဆိုလိုတယ် အထက်ပါဖော်ပြချက်ကိုသတ္တမဂိန်းအဖြစ်ဖော်ပြလို့လည်းရင်အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်တဲ့အဲ့တော့သတ္တမဂိန်းလည်းဖော်ပြမယ်35ရာခိုင်နှုန်းဆိုတာဒီတရားပိုင်း35ပိုင်းဒါအပိုင်းဂိန်းအပိုင်းဂိန်းရတဲ့သတ္တမဂိန်းကိုဖော်ပြမယ်သုံးညတသမ35 35ကိုတရားနဲ့စားရသည်သုံးညတသမ35နောက်တစ်ခုကပုံစံတွက်တဲ့900ခိုင်နှုန်းကိုတသမကြီးအဖြစ်ပြပါ ဒါတော့ခုနှစ်ရာခိုင်နှုန်းဆိုတာဒီတရာပိုင်းခုနှစ်ပိုင်းကိုပြောတာဒါဆိုတော့ခွန်ကိုတရာနဲ့စားတာကတော့3.3ညခွန်ဟုတ်ပြီနော်ဒသမနည်းရဖြစ်မယ်ပုံစံတွဲနှစ်က3.3ကိုရာခိုင်နှုန်းဖြစ်ပြပါဒီတစ်ခါပါပေးလဲဆိုတော့ဒသမဂိမ်းပေးတယ်ရာခိုင်နှုန်းနဲ့ပြမယ်3.3ဆိုတာက3.3ဆိုတာဗာလဲအရင်ကြည့်လိုက်မယ်10ပိုင်းနှစ်ပိုင်းကိုပြောတာအပိုင်းလေးကိုပြောင်းလိုက်လို့ရှိရင်ဟုတ်ပြီနော်10ပိုင်းနှစ်ပိုင်းဆိုတော့ရှမ်းမတို့ကရာခိုင်နှုန်းရှာဖို့အတွက်ဆိုရင်တရာပေါ်မှာအခြေခံရမယ် ဟုတ်ပြီနော်တရားပေါ်မှာအခြေခံရမယ်ဆိုတော့2ကို30လဲမြောက်တယ်အစဲအစဲလေးတရား2ကို30လဲမြောက်တဲ့ခါကျတော့30နဲ့လေးက20ဖြစ်လို့20ရခိုင်တော့ရပြီလားမသိပါဘူးအဲ့တော့အရင်ဦးဆုံး3ရက်တမနှစ်ဆိုတော့အပိုင်းငင်းပြောင်းလိုက်တယ်ပိုင်းငင်းပြောင်းတော့30ပိုင်း2ပိုင်းဆိုပြီးရရတယ်။အဲ့ဒီကရတဲ့30ပိုင်း2ပိုင်းကိုဆင်မတော့ကပိုင်းချေကိုဒီတရားဖြစ်အောင်စဉ်းစားမယ်။တရားဖြစ်အောင်စဉ်းစားဖို့အတွက်30ကို30နဲ့မြှောက်မယ်။နှစ်ကိုလည်း30နဲ့မြှောက်။အဲ့ဒါကြောင့်မလို့20ရခိုင်တော့ဆိုပြီးရရတယ်။ ောက်တစ်ခုက၄ဒသမ၂ဒသမ၅ကအရေးအထွက်တစ်ခုဤရာခိုင်နှုန်းကိုဒသမကိန်းဖြင့်ရှာခြင်း။ဟုတ်ပြီနောက်တစ်ခုကအောက်ပါပုံစံအတွက်တို့လှိတာပဲ။ဒါဆိုတော့ဒီမှာပုံစံအတွက်နှစ်ခုရှိတယ်။၁၅၀ဤ၃၅ရာခိုင်နှုန်းကိုရှာပါ။၁၅၀ဤ၃၅ရာခိုင်နှုန်းဒါခုနကတက်တဲ့ပုံစံနဲ့တူတယ်။အဲဒါကြောင့်မို့အရင်ဆုံး၃၅ရာခိုင်နှုန်းဆိုတာဘာလဲဆိုတာရှာလိုက်မယ်။၃၅ရာခိုင်နှုန်းဆိုတာကတရားပိုင်း35ပိုင်းကိုပြောတာဒါပေမဲ့ဒီတစ်ခါဆရာမတို့ကဒသမဂိမ်းနဲ့ရှာမှာမို့လို့၃ညဒသမ3ကိုပြောတာ ဟုတ်ပြီနော်အပိုင်းကြီးနဲ့ပဲရှာမယ်ဆိုတော့သူ့ကို9ခွန်းလေး35 90လေးဆိုပြီးတော့မှဆင်မလို့20ပုံပုံရေ9ပုံဆိုပြီးတော့တွက်လိုက်လို့ရတယ်။ဒါပေမဲ့ဒီတစ်ခါရှာမှဒီလက်သမကိန်းနဲ့ရှာမှမလို့တုံရက်လက်သမ35လို့ရေးလိုက်မယ်။အဲ့ဒါကြောင့်မလို့150ဤ35ရာခိုင်နှုန်းဆိုတာက150အမြောက်တုံရက်လက်သမ35ကိုဆိုလိုတယ်။ဒါကြောင့်မလို့150နဲ့တုံရက်လက်သမ35ကိုမြောက်လိုက်တဲ့အခါမှာ92လက်သမ5တုံရက်ဆိုပြီးရတယ်။ ပုံစံတက်နဲ့က85အိ800ခိုင်နှုန်းအဲ့တော့အရင်ဆုံး800ခိုင်နှုန်းကိုရှာတယ်800ခိုင်နှုန်းဆိုတာဒီ100ပုံပုံရင်10ပုံလို့ဆိုလိုတာဖြစ်လို့အပိုင်းကိန်းနဲ့ရေးလိုက်တယ်100ပိုင်း10ပိုင်းရှာမသည်တသမကိန်းဖြစ်တဲ့အတွက်ကြောင့်လို့တသမနဲ့စားလိုက်တယ်3ညတသမ3ည8အဲ့ဒါကြောင့်မို့85အိ800ခိုင်နှုန်းဆိုတာက85အမြောက်3ညတသမ3ည8ဆိုပြီးဒီနှစ်ခုမြောက်လိုက်တော့6ဆိုပြီးရတယ်အဲ့တော့85အိ800ခိုင်နှုန်းဆိုတာဒီ ဒသမဂိမ်းနဲ့ဖော်ပြမယ်ဆိုလို့ရှိရင်6ဆိုပြီးရတယ်။အဲတော့ကျန်ရှိနေတဲ့လေ့ကျင့်ခန်းပေါ့နော်အောက်မှာရှိတယ်လေ့ဒသမနှစ်ကိုဆက်မှာနောက်ဗီဒီယိုဒီမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။